စေးမျိုးစုံတုံးနေပေမဲ့အခုချိန်ဒီဝက်ချန်တွေထွက်နေတုံးနေလားဝက်ချန်သက်သာစေးမဲ့အစားအစာတချို့ပြောပြပေးပါမယ်နံပါတ်1အစီအများသောငါးများဆယ်မွန်းစာတဲ့ Omega 3 fatty acid ကျွဲဝပြီးအည်ပြားရောင်ရမ်းမှုကိုလျှော့ချစေပြီးတော့အဆီထုတ်လုပ်မှုလည်းထိန်းချုပ်ပေးပါတယ်နံပါတ်2ထောပတ်တီကျန်းမာရေးနဲ့ညီညွတ်တဲ့အစီနဲ့ဗီတာမင် E ကျွဲဝပြီးအည်ပြားဆွဆွမှုနဲ့အနာကျက်မြန်စေဖို့ကူညီပေးပါတယ်နံပါတ်3ခစုံဥဘီတာကယ်ရိုတင်းဗီတာမင် A ကျွေးဝပြီးရေပြားရောင်ရမ်းမှုလျှော့ချစေကအစီပိတ်ချုံကာဝယ်ပေးပါတယ် အမလီရွှေဖုံသည်စစ်အစင်းတက်ကြွယ်ဝပြီးအည်ပြားပြူရင်မှုအစီချင်းနှင်းမှုနှင့်ပတ်ချံထွက်မှုရှော့ကျစေဖို့အရေးကြီးပါသည်။နံပါတ်၅တစ်ဖက်စိရင် Green Tea အနီအောက်ဆီဂျင်ကြွယ်ဝပြီးရောင်ရမ်းမှုနှင့်ဟော်မုန်းမပညာမှုကိုရှော့ကျစေပါသည်။နံပါတ်၆ ဘန်ကောဘီစေဗီတာမင် A C နဲ့ K တို့ပါဝင်ပြီးအေးပြားပြုပြီးမှုအားပေးပါဝှက်ချံဖြစ်စေတဲ့ရောင်ရဲမှုရောကျစေပါတယ်။နံပါတ်9 Berry တိမြာ Blueberry Strawberry နဲ့ Raspberry အန်တီအောက်ဆီဂျင်နဲ့အမင်းဓာတ်ကြွယ်ဝပြီးရေပြားကိုထိခိုက်တဲ့ Free Radical ကိုတိုက်ဖြတ်ပေးပြီးတော့ဒေရင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။နံပါတ်8သခွားပြီးဟီတက်ဖြစ်တဲ့နေပြီးရေပြားကိုအေးမြတ်စေပါတယ်။အစိတ်တောက်တွေကိုလည်းဖယ်ရှားပေးပြီးရာရနာခြင်းနဲ့ရေပြားကိုတတ်တာစေပါတယ်။နံပါတ်9မုံလာဦးနေဗီတာမင် A ကြွယ်ဝပြီးရေပြားဆဲတဲ့ဖြစ်ပေါ်မှုအားပေးကအစိတ်ထမြားခြင်းကိုလည်းကာဝယ်ပေးပါတယ်။